ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုချမ်းသာဖို့အတွက်သူများတို့ကပေးလိမ့်မရှိဘူးအဲ့တော့သူများတို့ကပေးတဲ့လူတွေကပညာမဲတဲ့လူတွေပဲပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်ကမလုပ်ဘူးတဲ့နော်အဲ့တော့လောကကြီးမှာယာဓုဘလောက်ပဲကြီးကြီးပိုက်ဆံတွေဘလောက်ပဲချမ်းသာချမ်းသာပညာမဲတဲ့ပုဂ္ဂိုလ်ကကိုယ့်အတွက်နဲ့သူများတို့ကပေးတာများကြီးပဲခုခေတ်မှာဆိုရင်နော်အဲ့ဒါလို့ ကိုယ်အတွက်နဲ့ကိုချမ်းသာဖို့အတွက်နဲ့သူများကိုဒုက္ခပေးတဲ့လူတွေဟာပညာမဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလိုတယ်တကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ချမ်းသာရေးအတွက်သူများကိုဘယ်သူမှဒုက္ခမပေးလိမ့်မရှိဘူးတဲ့ပါပါဏိကမ္မဏိတမဆရန္တိတဲ့မဟုတ်တာဘယ်တော့မှ မလုပ်ဘူးတဲ့ကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှ မလုပ်ဘူး လောကမှာကိုကျိုးစည်းပွားအတွက်ပြီးလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူတွေကဗမာပြည်မှာပြည်နေတာပဲเนาะကိုကျိုးစည်းပွားရဖို့မဟုတ်တာတွေလှုပ်ကြတယ်အဲ့ဒါမျိုးဘယ်တော့မှ မလှုပ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခေနဖုတ်တာခလိတာပိတန္တာမတော်ရဆရာဓုကုန်သိစိစေဥစ္စာတွေထိခိုက်ပြီးမတော်ရဆဒုက္ခရောက်နေအောင်တောင်မှာပဲဒီဒုက္ခကိုပဲချိန်မိပြီးတော့ခံနေတဲ့ စန္ဒသဒေါသနသဟန္တိဓမ္မသူတို့ဟာလောဘကြောင့်လည်းပဲကိုကိုချင်းသိခါကိုမစွန့်လွတ်ဘူးတဲ့မုံတိမှုဒေါသကြောင့်လည်းပဲကိုချင်းသိခါကိုမစွန့်ကြဘူးအဲ့တော့ပညာရှိပုဂ္ဂိုလ်ဆိုတာဟာဘယ်လိုအခက်အခဲနဲ့ကြုံကြုံမောဟထလှုပ်ဖို့ဘယ်တော့မှမစင်စားဘူးလို့ဆိုလိုတယ်နော်အဲ့တော့မောဟထလှုပ်တဲ့ပုဂ္ဂိုလ်ကပညာရှိမဟုတ်ဘူးလို့ပြောရမှာ ပညာရှိမဟုတ်ဘူးတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်မဟုတ်တာဘယ်တော့မှမလုပ်ဘူး